မင်္ဂလာပါ Street Walk ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Street Walk Channel ကိုစောင့်ကြည့်နေကြတဲ့ပရိသတ်တွေအတွက်မြတ်ဗုဒ္ဓဘုရားရှင်ရဲ့950နိဗ္ဗာန်တော်ရီတဲကစူလာသိတိဇတ်တော်အကြောင်းကိုပြပြထားတဲ့ကျွတ်တီတစ်ခုအရင်ပြုဆိုတဲ့အကြောင်းအရာလေးကိုပြပြပြီးတော့မှဖြစ်ပါတယ် Channel လေးကို Like and Subscribe လုပ်ပြီးနားတော်တာရှင်ပြကြပါအောင်နော် ဘာရနတိပြည်ပြမတံမင်းလက်ထက်မှာဇွနုသေးဒီလိုခေါ်တဲ့တတိကြီးတယောက်ရှိလေတာပေါ့အဲ့ဒီတတိကြီးဟာ ကောင်းကင်နက်ခတ်ဂျိုအတော်အလာအတိတ်နမိတ်စတဲ့အရာအလုံးကိုကြည့်ရှုကယူနိုင်စွမ်းရှိတဲ့ပညာနဲ့ပြည့်စုံသူဖြစ်လေတဲ့ တနေ့ရောက်တဲ့အခါမှာတတိကြီးဟာဘရင်မြင့်မြတ်စီကိုအခါစားဝင်ရဲ့အတွက်အိမ်ကနေထွက်လာစဉ်နန်းတော်ကိုဝင်ရလမ်းမှာကြွက်သေးတကောင်ကိုမြင်မိ၍ချက်ချင်းဆိုသလိုပဲနက်ခတ်နေရှင်၍ကြည့်ရှုစင်ကျင်လိုက်တဲ့အခါမှာအဲ့ဒီကြွက်သေးကိုအမိပြု၍ကောင်းကျိုးချမ်းသာတစ်ခုဖြစ်လာနိုင်တာကိုသိလဲရတယ်။ဒါကြောင့်မို့ ဉာဏ်ပညာနဲ့ပြည့်စုံသူဆိုလျင်အဲ့ဒီကြွက်သေးကိုအရင်ပြုပြီးအလုံးတစ်ခုလုံလိုက်ရင်အေကံကြီးပွားချမ်းသာလိမ့်မယ်လို့ထုတ်ပေါ်ပြောလိုက်တာကိုဉာဏ်ပညာနဲ့ပြည့်စုံတဲ့စိရင်သားတယောက်ကကြားသွားလေတော့တာပေါ့အဲ့ဒီအခါမှာစိရင်သားကစဉ်းစားလိုက်တာကဒီတတိကြီးဟာလောကီပညာမှာအစွမ်းထက်လာတယ်လို့ကြားဘူးတယ် သူပြောတဲ့စကားဟာအเจ้าမေတော့မဟုတ်နိုင်ဘူးလို့တွေးကကြွက်သေးကိုကောက်ယူပြီးဈေးမှာတွားရောက်တဲ့အတွက်ចောင်းစားလူချင်းတို့တူကငွေတရွေးသားပြီးကအဲ့ဒီကြွက်သေးကိုဝယ်ယူသွားတယ်လေဇင်းရဲသားကလည်းအဲ့ဒီငွေတရွေးသားနဲ့မုတ်ချိုရသမျှကိုတွားဝေကတောက်ရီအိုးတစ်လုံးနဲ့ချီအပြည့်ထည့်ပြီးဇင်ကြီးဘုံရွာတွေကနေတဆင့် ညို့ကိုတက်ကပန်းလာရောင်းကြသူများကိုမုံချိုအနေငယ်စီကိုစားစေပြီးရေကိုတိုက်တည်တယ်။ဘန်းတယ်ရီကလည်းကျေးဇူးတင်လာရာကြောင့်စင်ရဲသားကိုပန်းအနေငယ်စီပေးသွားကြတာပေါ့။အဲ့ဒီပန်းတွေကိုရောင်းလို့ငွေအနေငယ်ထက်ရပြန်နေတယ်။ဒီလိုနဲ့တင်လေးကိုထွက်ဝဲပြီးရေတအိုးနဲ့ပန်းဥယျာဉ်တွေမှာရှိတဲ့အလုသမားတွေကိုမုတ်ချိုနဲ့ရေတိုက်ကျွေးပြန်တာပေါ့ ဒီတစ်ခါမှလည်းပန်းဦးရင်မှရှိတဲ့လူတွေကစင်ရဲသားကမုတ်ချိုကျွေးတဲ့အတွက်စင်ရဲသားကိုပန်းတွေပြန်ပြီးပေးလိုက်တာကြောင့်စင်ရဲသားကပန်းတွေကိုလိုက်ရောင်းလိုက်ရာငွေရှိအတပြားထက်ရလာတော့တာပေါ့စင်ရဲသားဟာရလာတဲ့ငွေရှိတပြားကိုသိမ်းဆီးထားကာ လွန်ခဲ့တဲ့နှစ်ရက်ခန့်ကလေမိုးကြီးကြောက်ရောက်တဲ့အခါမှာမင်းဦးရင်အတွင်းမှာရှိတဲ့တစ်ပင်ဂိုင်းခတ်တွေအရွက်တွေကျိုးပင်ပျက်စီးလျက်ရှိတာကိုမြင်ခဲ့ရတာကြောင့်ဥယျာဉ်မူတန်သွားပြီးအဲ့ဒီအမိုင်များကိုရှင်းလင်းပြပြစီလို့ခွင်တောင်းလေတော့တာပေါ့ ဒီလိုနဲ့ဥယျာဉ်မှုရဲ့ခွင့်ပြုချက်ရတဲ့အခါမှာဥယျာဉ်ပြင်ပနိုင်ကစားနေကြတဲ့ကလေးတွေကိုမုံချိုအနေငယ်စီကြွေးပြီးအမိုက်တွေကိုကုရှင်းစေကာရသမျှအမိုက်တွေအလုံးကိုဥယျာဉ်တကားဝနိုင်ပုံထားစေတော့တာပေါ့ဒီလိုနဲ့မင်းနန်းတော်မှာရှိတဲ့အိုးတော်လုပ်တီးကအဲ့ဒီထင်းအမိုက်တွေကိုမြင်တဲ့အခါမှာအိုးဖုတ်ရန်အတွက်ငွေ36အတပြားနဲ့အိုး900ကိုပေးကာ ဝဲယူသွားတော့တယ်တဲ့ဒီလိုနဲ့စင်းရဲသားဟာအဲ့ဒီငွေ36အတပြားနဲ့သူ့မှာရှိတဲ့ငွေရှိအတပြားကိုပေါင်းကညူတကားအနီးမှာရေချမ်းစင်ကြီးတစ်ခုကိုတိဆောက်နေတော့တာပေါ့အဲ့ဒီရေချမ်းစင်မှာသူရရှိလာတဲ့အိုးငါးရာကိုထည့်ထားကခရီးသွားတွေတောက်သုံးရန်အတွက်နေ့စဉ်ရေးဖြည့်ပေးထားတယ်တဲ့ပြီးတော့ညီရိတ်သမားတွေဟာနေ့စဉ်မျက်ရည်လာရင်းနဲ့အဲ့ဒီရေကိုတောက်သုံးရတာကြောင့် ကျေးဇူးကြီးမားလာတဲ့ရေချမ်းစင်ကြီးဆောက်လုပ်ပေးထားတဲ့စင်ရဲသားကိုမိတ်ဆွေရဲ့ကျေးဇူးကကြီးမားလာပေတယ်။အကူကြီးလိုအပ်တဲ့အခါလူတလူ ကျုပ်တို့ကိုပြောပါလို့မှာလိုက်တည်တယ်။ဒီလိုနဲ့စင်ရဲသားဟာညီရဲ့သမားတွေနဲ့မိတ်ဆွေဖွဲ့ထားယုံသားမကအဲ့ဒီမြူတကားကနေနေစဉ်အဝင်အထွက် ပြုလုပ်နေကြတဲ့ဂုံသေးတွေ ရေလမ်းမှာလာကြတဲ့ကုန်တွေတွေကိုပါရင်းကြီးစွာနဲ့မိတ်ဆွေဖွဲ့ထားတော့တာပေါ့ဒီနေ့ရောက်တဲ့အခါမှာကုန်းလမ်းမှာအယောင်ဝယ်ပွဲစားလုပ်နေတဲ့သူဟာစင်ရဲသားကိုမနှက်ဖြန်ငင်းငါးရာတယူလာတဲ့ကုန်တွေတွေပါရနတိပြည်ကိုရောက်လာကြလိမ့်မယ်လို့တည်င်းပေးလိုက်တယ်။အဲဒီအခါမှာစင်ရဲသားဟာငရဲ့တမမိတ်ဆွေတွေထံကိုတွားရောက်ပြီးမိတ်ဆွေတို့ငါ့ကို မြက်တထုံးစီပေးကြပါပြီးတော့မြင်းကုံတွေတွေရောက်လာတဲ့အခါမှာကျောက်စီကမြက်ထုံးတွေကိုအရင်ရောင်းပြရစီလို့တောင်းဆိုလိုက်ကြပါမြေရည်သမားတွေကလည်းစင်ရင်သားကိုမြက်တထုံးစီပြေးကြပြီးမြက်ထုံးပေါင်း900ကိုစင်ရင်သားကရရှိသွားနေတော့တာပေါ့မြင်းကုံတွေရောက်လာတဲ့အခါမှာမြင်းစာအတွက မြစ်ထုံးတွေကိုရောင်းလိုက်တဲ့အခါမှာငွေအသက်ပြားတစ်ထောင်ရရှိသွားလေတော့တာပေါ့အဲဒီနောက်၃ရက်အကြာမှာရေလမ်းမကုန်းတွေရောက်လာကြလိမ့်မယ်လို့ပွဲစားတဦးကတည်င်းလာပေးပြန်နေတယ်။စင်ရဲသားဟာအတော်အသင့်ကောင်းတဲ့ညင်လေတစင်းကိုငှားကာမျက်စိတ်ကို ရောက်လာမဲ့ကုန်းတွေလေးကိုတွားယူစောင့်နေတော့တာပေါ့။ကုန်းတွေလေးရောက်လာတဲ့အခါမှာ လေတကြီးကိုလက်စွပ်တကင်းပြီး၍ဂတိအစာချုပ်ပြုတ်လုလေတဲ့လေဘောပါကုံအားလုံးကိုဝယ်ယူကာမြစ်စိတ်မှာရှိတဲ့လုံကြုံတဲ့ကုံလောင်ယုံထဲမှာတင်ဆဲထားလိုက်တဲ့ကုံဝယ်လူသူတွေက ရောက်ရှိလာတဲ့အခါမှာစင်ရသားထံမှခွင့်ပန်းပြီးမှဝယ်ရန်ကိုလည်းအဆောင်အလျှောက်တွေထားပြီးမှားထားခဲ့လေတဲ့ ဒီလိုနဲ့ဗာရာဏသီပြည်မှာရှိတဲ့ကုန်းတွေတွေဟာကုန်လေကြီးတစ်စင်းဆိုင်ရောက်လာတာကိုကြားသိရတာကြောင့်ကုန်ပစ္စည်းတွေကိုဝယ်ယူရန်လေတကြီးထံကိုရောက်တဲ့အခါမှာကုန်တွေကြီးတယောက်ကကုန်အားလုံးကိုဂတိစာချုပ်ချုပ်ပြီးဝယ်ထားပြပါပြီမိတ်ဆွေတို့သူ့ထံမှာတောင်းဝယ်ပါလို့ပြောလိုက်တယ်အဲဒါကြောင့်စင်းရဲသားကုန်တွေတွေအားတစ်စင်းခံပြန်လဲရောက်ကြခြင်းနဲ့ အမျက်ငွေအတပြားနှစ်သိန်းရရှိသွားလေတော့တယ်။စီရင်သားဟာဂျေဇူးတည်တဲ့သူ ဖြစ်တာကြောင့်ဇူလာသိတိတထေးကြီးကိုငွေအတပြားတသိန်းနဲ့တွားရောက်ကြော့လေတော့တာပေါ့။အဲ့ဒီအခါမှာတထေးကြီးကအမောင်ဘာကြောင့်ကြော့ရပါသလဲလို့မေးတဲ့အခါမှာစီရင်သားက အရှင်တထေးကြီးဟာကြွက်သေးတကောင်ကိုကြည့်၍ဒီကြွက်သေးတကူကိုအရင်ပြုပြီးအလုံးလုံးမယ်ဆိုရင်လေးလအတွင်းကြီးပွားချမ်းသာလိမ့်မယ်လို့ပြောလိုက်တာကိုကျွန်တော်ကြားမိ၍အလုံးလုံးခဲ့ပါတယ်။အခုအခါမှာငွေနှစ်သိန်းအမြတ်ကိုစူးစောင်းမိ၍လာရောက်ကြရောရခြင်းဖြစ်ပါတယ်လို့အစမှအဆုံးတိုင်းပြောပြတဲ့အခါမှာတထေးကြီးဟာစင်ရဲသားကို အလွန်သဘောကျသွားလေတော့တာပေါ့။ ဒီလိုနဲ့တထေးကြီးကစင်ရင်သားကိုကြည့်ကဤလွတ်လင်ဟာကျေးဇူးကိုလည်းတည်တတ်တယ်ဖြောင်းမတ်တဲ့စိတ်လည်းရှိနေတယ်ဉာဏ်ပညာနဲ့ပြည့်စုံသူလည်းဖြစ်တယ်လို့တွေးကသူရဲ့သမီးတော်နဲ့လက်ထပ်ပေးလိုက်လို့ရတယ်ပစ္စည်းအဥ္စာတွေကိုလည်းလွတ်အပ်ပေးကတထေးဟူတဲ့အမည်နာမကိုပါချီးမြှင့်လိုက်လို့ရတာပေါ့ဒီလိုနဲ့စင်ရင်သားဟာ ဲ့ဒီနေ့ကနေစပြီးဇူလာသည်တိတထေးကြီးကိုအမိပြုကကြီးပွားလာရသူဖြစ်တယ်လို့သူရဲ့အမိကိုစူလိန်တော်ဝါတိကတထေးလို့အမိတွင်လာတော့တာပေါ့ကဲအကြောင်းအရာလေးကတော့ဒါပါပဲနော်စတိုရီဝေါ်ပြည့်တဲ့တွင်လေဒီဇက်တော်လေးကို အကြောင်းပြုပြီးဒီဇက်တော်မှတဆင်ဘဝတုတ္တရဝေရအကြောင်းရာတို့ကိုသိရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။ နောက်ထပ်လဲပုံမြင်တွေဝတ္ထုတွေဇောင်းမားတွေနဲ့ဇာတ်တော်တွေကိုနားဆင်ခြင်းနဲ့ဆိုရင် channel လေးကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်